ခုချိန်ရစပြီးနန်းအနေနဲ့ကင်းရှင်းဖို့မိမိကိုယ်တိုင်စတင်စို့လူလူလှုပ်ရှားမှုခန်းနာကိုဖွင့်လှစ်ကြောင်းကျင်းညာအပ်ပါရဲ့ရှင်ကျွန်တော်တို့ကဘာလုပ်ရမှာလဲဆိုတော့ rose နန်းအနေနဲ့ကင်းဖို့ကိုယ်တိုင်စတင်ကြဆိုဆိုတဲ့အခါကျတော့ကိုကိုယ်တိုင်လှုပ်မှရမှာပေါ့နော်ဥပမာကိုကားမောင်းတဲ့လူပေါ့ကျွန်တော်ကကားမောင်းတဲ့လူမဟုတ်ဘူးပေါ့နော်ကားမောင်းတဲ့လူအားစရှင်းတဲ့ကမ်းနဲ့မောင်းပေးမယ်ဆိုရင် ဒီထိခိုက်မှုဒဏ်ရာရမှုဟာလုံးဝမရှိနိုင်ပါဘူး။ခုနီးလောက်လမ်းပြကူးတဲ့လူတွေကလည်းမိဘွားရောက်တဲ့ချိန်ကျရင်တော့ကိုနီးကိုဟာနဲ့စိတ်မှကိုသွားလို့ရမှကူးပေးမယ်ဆိုရင်ရပါတယ်။ဒီရန်နဲ့လမ်းရည်ဆိုတာကျွန်တော်တို့အင်မတန်အခြေခံကြတယ်။အင်မတန်အခြေခံကြတယ်။ကျွန်တော်စဉ်းစားကြည့်တယ်။လမ်းစည်းကမ်းရည်စည်းကမ်းတွေကိုဘာကြောင့်ချိုးဖောက်ခဲ့လဲကျွန်တော်ပြန်စဉ်းစားကြည့်တယ်။ကျွန်တော်လည်းချိုးဖောက်တယ်။ကျွန်တော်ချိုးဖောက်ခဲ့တယ်။လမ်းစည်းကမ်းရည်စည်းကမ်းတွေကိုကျွန်တော်စည်းကမ်းတွေကိုကျွန်တော်ချိုးဖောက်လိုက်ရတဲ့စည်းကမ်းတွေကိုကျွန်တော်ချိုးဖောက်တယ်။ ဘာဖြစ်လို့ဆိုကျွန်တော်နှစ်ပေါင်းများစွာဥပဒေနဲ့ပိတ်ချက်ပြီးတော့အသက်ရှူလို့မရအောင်နေခဲ့တဲ့ခေတ်မှာကျွန်တော်တို့ကနေကြီးရကြီးရတဲ့အတွက်ကျွန်တော်တို့ကလည်းချိုးပါလို့ရတဲ့စည်းကမ်းတွေကိုချိုးပေါက်ခြင်းဟာကျွန်တော်ရဲ့တော်လိုင်းလို့ကျွန်တော်သတ်မှတ်တယ်အဲ့တော့လူမမြင်ဘူးလူရုပ်ရေးမရှိဘူးရခိုင်မမင်းကနေတယ်ကွာဘာဖြစ်လဲကိုယ်တိုင်မထွက်ရခွဲတယ်ကွာဒါကျွန်တော်ရဲ့တော်လိုင်းပဲဘာဖြစ်လဲအနေဆုံးစည်းကမ်းတွေကိုချိုးပေါက်ခြင်းအပြင်ကျွန်တော်အစိုးရဆန့်ကျင်တွေကျွန်တော်လုပ်ခဲ့ကြတာ ဒီနေ့ဒီနေ့လှုပ်ရှားမှုကဒီနေရာဒီနေရာလေးနဲ့မပြီးပါဘူးဒီထက်ပိုပြီးတော့ဆက်တိုက်ဆက်တိုက်ကျယ်ပြန့်သွားဖို့အတွက်လှုပ်ရှားမှာကျမတို့ရဲ့တာဝန်ဖြစ်ပါတယ်ကျမအနေနဲ့အထူးထပ်ပြီးတော့အများကြီးပြောစရာမလိုတော့ပါဘူးကျမရှိမှအားလုံးကဒီထက်ပိုပြီးတော့တိစရာဘ ഹു တုတကျွယ်ဝစရာတွေအကုန်လုံးပြောပြီးသွားပြီဖြစ်တဲ့အတွက်ကျမဒီနေ့ဒီလောက်နဲ့ပဲ ညီကောင်းချုပ်ရသေးလို့အဲကျမအနေနဲ့ကလည်းအားလုံးပြောချင်တာကိုရိုင်း road safety ဆိုတာကကိုရိုင်းကိုကနေတယောက်ချင်းစီစာမရတာဖြစ်တဲ့အတွက်ကိုရိုင်းစပြီးတော့လုပ်ကြပါဒီအမျိုးသားတွေလည်းဟိုကျမရေးရောတန့်ရှင်းမှုရောလုံခြုံရေးအတွက်ပါအကုန်လုံးအဲတဝိုင်းတဝန်းနဲ့ကြည့်ကြပါလို့ဥမာကုန်းစားတဲ့လူတွေဆိုလို့ရှိရင်လည်းကျမတို့တစ်ခါပြောပြပါရဲအဲကြားမှုတာပေါ့နော် ူနိုင်ငံကောင်းဆောင်ရေးတယောက်ရဲ့သမီးကပြောတာပါ။အော်တဲ့အမျိုးသမီးတွေဆိုတာတဲ့တလားတစ်ခါမှဒီမတာလာတယ်ဆိုတာထိမ့်ချုပ်လို့မရတဲ့အရာပါတဲ့။ဒါပေမဲ့အမျိုးသားတွေတစ်နှစ်ပတ်လုံးဒီဇက်ကနေရသေးလာတာအဲ့တော့ထိမ့်ချုပ်လို့ရပါတယ်တဲ့။အဲ့တော့ဖြစ်နိုင်ထိမ့်ချုပ်ကြပါလို့ဒီမှာဒီကနေပြောချင်ပါတယ်။ကိုယ့်ရဲ့နိုင်ငံလှပဖို့ရောတန့်ရှင်းဖို့ရောဒီအဓိကယောဂါတွေမပြတ်ပွားဖို့အတွက်တွေ့ရနေရမှာစိတ်မထွေးကြပါနဲ့လို့ဒီမှာပြောချင်ပါတယ်။